မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လာ22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစလင်းမြုံနယ်အတွင်းကိုပသိမ်မုံရွာလမ်းပိုင်းအတိုင်းတင်းကား၄စီးနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းမဆက်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်က၃ဦးသေဆုံးပြီးတော့၂ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ14ရက်နေ့ကစတင်ပြီးတော့ဆက်လင်းမြို့နယ်အတွင်းမှာရှိတဲ့ကံပြားရွာဘက်ကိုတင်းကား၄စီး အင်းအား200လောက်နဲ့ပသိမ်မုံရွာကားလမ်းအတိုင်းထိုးစစ်စင်စစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကစတင်ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်ကြောင်းဟာဒေါင်းညီနောင်မျိုးပြပျောက်ကြားတပ်ဖွဲ့နဲ့မင်းဘူးခဲအမှန်ငါတရင်ကထောင်ထားတဲ့မိုင်းငါးလုံးကိုနင်းမိပြီးတော့တက်ချက်တဦးအပါအဝင်စစ်ကောင်စီတပ်သား3ဦးနေရမာတင်ဖွဲ့ချင်းပြီးတိုက်ဆုံးက၈ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါဗါးအဲ့ဒီစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကဇွန်လ14ရက်နေ့နဲ့15ရက်နေ့တွေမှာနှစ်ရက်ဆက်တိုင်းတော်လိုင်းတပ်ဖွဲ့များကြားဖြတ်တိုက်ခိုက်ခဲ့ရာ တင်းကားများရှေ့ဆက်မတွန်းနိုင်တော့ပဲကံများရွာဘက်ကိုပြန်လဲဆုတ်ခွာသွားပြီးခြေချင်းစစ်ကြောင်းဟာလဲပသိမ်မုံရွာလမ်းမိုက်မှာမိုင်းအကြိမ်ကြိမ်တိုးပြီးတော့အထိနာသွားတယ်လို့သိရပါဗါးဇွန်လ16ရက်နေ့မှာလဲတော်လိုင်းအတိုင်းထပ်မံပြီးတော့စစ်ကြောင်းထုတ်ကခင်းဘလူရွာတို့ကိုဝင်ရောက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကခုခံပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက် ြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။ဇွန်လ18ရက်နေ့မှာပိတ်ဆယ်ခြေရွာကိုထပ်မံပြီးတော့ဝင်ရောက်လာတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များနဲ့နိုင်ဝက်ခန့်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်သားများကပိတ်ဆယ်ခြေရွာကနေအိမ်များကို မိရှုပ်ပြီးတော့စစ်ကြောင်းပြန်လဲဆုတ်ခွာသွားတယ်လို့သိရပါဗါးအဲ့ဒီ9ရက်ကြာတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား3ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေများပြားပြီးတော့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား2ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗါးလက်နက်ခဲယမ်းတွေတင်းစီရမိတာမျိုးတော့မရှိပါဘူးစစ်ခွေးသေးတာက3កောင်မှာခြေပြတ်တာတွေလည်းရှိတယ်လို့သိရတယ်လို့ Peacock Brother Aben Gorilla အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘဂိုးတိုင်းထန်းတမယ်မြို့နယ်နဲ့အုတ်တွင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းမဲ့စစ်ကောင်စီတပ်သားများကို9ရက်ဆက်တိုက်တိုက်ခတ်ရာစစ်တပ်ကအယောက်30ထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းမဲ့စစ်ကောင်စီတပ်သားများဟာအုတ်တွင်းမြို့နယ်ကျွဲပွဲမြို့ကနေကိုရိုင်းရွာကိုစစ်ကြောင်းတကြောင်ထန်းတမယ်မြို့နယ်ထန်းတမယ်တရားကနေပြီးတော့ကိုရိုင်းကျေးရွာကိုစစ်ကြောင်းတကြောင်နဲ့ထန်းတမယ်မြို့နယ်ဇေယကြီးမြို့က ရေကြီးကုန်းကြီးပါကိုစစ်ကြောင်းတစ်ကြောင်းခွဲပြီးတော့အင်အား280ခန်းနဲ့စစ်ကြောင်းထုံးဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းများကိုတော်လိုင်းရေးတပ်ဖွဲ့များကဇွန်လ12ရက်နေ့ကစတင်ပြီးတော့ဇွန်လ18ရက်နေ့အထိ9ရက်ဇက်တိုက်လိုက်လံတိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်းစီတပ်သားအယောက်30ထက်မနည်းသေဆုံးသွားတယ်လို့သိရပါဗါး12ရက်နေ့တိုက်ပွဲဖြစ်ဖြစ်ချင်းမှာတော့မျိုးစိုးတရားအစင်ကိုရိုင်ကြီးရွာပွဲမှာစစ်ခွေးခုနကောင်တည်တာတော့တရင်အတိကျရတယ်ကျွဲပွဲအရှိတ်တပြုတ်တင်းကြိုင်မှာတခါတည်းမိရှို့တကြူလိုက်တာနောက်ပြီးတော့ဇေယကြီးကနေရေကြီး ီကုန်းကိုတတ်တဲ့စစ်ကြောင်းဆိုရင်လေလေဝင်းမြင့်ကြီးကိုဖျက်ရတာဖြစ်တဲ့အတွက်စစ်ခွေးတော်တော်များများသေးကုန်နေနောက်ထန်းတပင်တရားကနေပြီးတော့ကိုတိုင်ဘက်ကိုတက်လာတဲ့စစ်ကြောင်းလည်းအထူးထူးပါပဲလေဝင်းမြင့်ကိုဖျက်လာတာဆိုတော့ကိုဘက်ကအပိုင်ချင်းမုံရတာဆိုတော့ပထမတရက်ထဲမှာတင်ခုနှစ်ကောင်သေးတာနောက်ရက်တွေကျတော့ပွဲကတအားကောင်းလာတော့ ကြာဆုံးသတင်းကထောင်လန်းလို့မလွယ်ကူတော့လို့တိုက်ခိုက်ရေးရဲဘော်တွေရဲ့မျက်မြင်နဲ့ scout drone ကမြင်ရတာလောက်ကိုပဲခံမှန်းချေပြောလို့ရတာပါကျွန်တော်တို့ကတော့အ ਨੇ စုံစစ်ခွေးအကောင်30လောက်တေဆုံးထိခိုက်သွားတယ်လို့ထင်ပါတယ်သူတို့အတင်းတက်လာပြီးတော့ပြန်လန်ကြတာနေတိုင်းလိုလိုပဲမိုင်းဆွဲခံရတာတွေ drone နဲ့ကျဲခံရတာတွေလည်းအများကြီးပဲမျိုးစုံနဲ့ကိုယ်တိုင်ချားမှာအင်ချန်တွေကဆက်နေတော့မီတာ90လောက်အကွာအဝေးကိုအနီးကပစ်ကြရတာလို့အုတ်တွင်းမြို့နယ်ပကဖကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဘိတ်ကနေတနင်္သာရီဘက်ကိုဦးတည်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကားရှစ်စီးပါတဲ့ရင်းနှန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခတ်ရာစစ်ကားနှစ်စီးပျက်စီးသွားပြီးတော့ထိခိုက်ဒဏ်ရာရှိသူတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ19ရက်နေ့မနက်7:00နာရီကမှဘိတ်ကနေတနင်္သာရီကိုဦးတည်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကားရှစ်စီးပါတဲ့ရင်းနှန်းကိုတော်လိုင်းတပ်ဖွဲ့များကကမ်းတူရွာနဲ့ကော်မပြင်းရွာလမ်းပိုင်းနှစ်နေရာမှာကြားဖြတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။ အခုလိုမျိုးကြားဖြတ်တိုက်ခတ်မှုအတွင်းမှာအချက်မဲ့စစ်တပ်ကကာနာစီပြစီသွားပြီးတော့စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗိတ်ကနေတနင်္သာရီဘက်ကိုဥတီလာတဲ့စစ်ခွေးကားရှစ်စီးပါတဲ့ရေနံကို ကန်းတို့ရွာဂျားနဲ့ကောမပြင်းရွာလမ်းပိုင်းနှစ်နေရမှာဂျားပြတ်တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုအတွင်းမှာစစ်ခွေးကနှစ်စီးပြက်စီးသွားတယ်ထိခိုက်ဒဏ်ရာရှိသူတွေများပြားတယ်လို့တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုတနင်္သာရီမြို့နယ်ပတ်ကဖာဇုံကဇုံသုံးနဲ့ဂျားနဲ့တက်စိတ်တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ပြီးဒေါ်လာရင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းညောင်လေးပင်မြို့နယ်ထောင်လောင်ကျေးရွာဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာစစ်တပ်ဘက်ကတအုပ်သေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ18ရက်နေ့ည6နာရီ10မိနစ်ခန့်မှာညောင်လေးပင်မြို့နယ်ညောင်မယ်ပေါက်ရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာထောင်လောင်ကျေးရွာဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အချိန်အမှတ်3033ညာ3တက်ရင်မိနဂါတပ်ဖွဲ့ကတော်လိုင်းရဲဘော်များနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်တိတ်ဆုံးပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ညောင်ဝင်ပေါက်ရွာမှာတော့အင်အား80လောက်ထိုင်ထားတယ်။သူတို့ထွက်လာတာအင်အား80လုံးတော့မဟုတ်ဘူး။သူတို့ကနည်းနည်းလေးနဲ့တိုးလာတာဆိုတော့အင်အားဘယ်လောက်လဲဆိုတာတော့အတိအကျမသိပါဘူး။ဒေတာကတော့တကောင်ပဲတည်သွားတာ။ ဲ့ဒီကောင်ကိုလည်းအလောင်းလာပြန်ဆွဲသွားလို့အလောင်းတော်မရလိုက်ဘူးလို့ Fire Dragon စစ်ကြောင်းကတာဝန်ရှိသူကရှင်းပြထားပါဗျ။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကရေကြီးချောင်းဂိစခန်းနဲ့ညောင်ဝင်ပေါက်စခန်းတို့ကလက်နက်ကြီးများနဲ့ပြည်သူများကိုရန်တမ်းပစ်ခတ်တိုက်ခိုက်ခဲ့တော့လေပြည်သူတွေထိခိုက်မှုမရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။တရင်တွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ ၄င်းစင်နဲ့အမြ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရေးမှာပါဝင်ကူညီပေးကြဖို့မေတ္တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ရေးကြီးသတင်းကတော့ရန်ကုန်မြို့ရွာသာကြီးဘက်မှာရှိတဲ့အင်ယာတစ်ခုဖြစ်တဲ့တုခတကုံအငှားအင်ယာတိုက်ခန်းတစ်ခုမှာအိမ်ပေါ်အထိပစ္စည်းတက်ခိုးတဲ့တကုံးကအင်းရှင်လင်းမယားကိုဓာတ်နဲ့ထိုးသွားလို့ယောက်ျားဖြစ်သူတေဆုံးပြီးတော့မိန်းမဖြစ်သူဟာလဲစိုးရင်ပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တခိုးကအိမ်မော်ထီတက်ခိုးပြီးတော့အင်းရှင်လင်မယားကိုဓာတ်နဲ့ထိုးသွားလို့ယောက်ျားဖြစ်သူတေဆုံးပြီးမိန်းမဖြစ်သူကတော့အနီအောင်ဆင့်လူနာဖြစ်လို့စံပြဆေးရုံကိုပို့ဆောင်ကူညီပေးခဲ့ရပါတယ်လို့နယ်မြေကန်လူမှုကူညီရေးအသင်းတစ်ခုကပြောပြထားပါတယ်ဖြစ်စင်မှာ တိုက်ခန်းအတွင်းတခိုးဝင်ခိုးတာကိုအင်းရှင်အမျိုးသားကတွေ့မြင်သွားခဲ့ပြီးတော့ဖမ်းဆီးဖို့စ조사တဲ့အချိန်တခိုးကဓားနဲ့16ချက်ထိုးပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါဗျ။လက်ရှိမှာတော့တေဆုံးခဲ့တဲ့သူနဲ့ဒဏ်ရာရှိတဲ့သူတွေကိုနယ်မြေခံလူမှုကူညီရေးအတင်းကစံပြဆေးရုံကိုပို့ဆောင်ပေးထားပြီးတော့ပြစ်မှုကျူးလွန်ခဲ့တဲ့တခိုးဖြစ်သူကိုလည်းတပ်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေကဖမ်းဆီးရမိထားပြီးဖြစ်တယ်လို့သိရပါဗျ။အင်းရှင်လင်မယားနှစ်ယောက်စလုံးကိုဓားနဲ့ထိုးသွားတဲ့တခိုးကိုလည်းဖမ်းမိထားပါပြီ။အရေးပေါ်အခြေအနေမှာတယောက်ကိုတော့ရအောင်စိတ်လုံနိုင်ခဲ့ပါပြီ။ ဓာတ်နဲ့ထိုးခါရတဲ့လူနာရှိတယ်အမြန်လာဆိုလို့ဒီကကယ်ဆယ်ရေးအဖွဲ့တွေပြေးကြတာဟိုရောက်တော့သွေးထွက်လွန်နေတာတွေ့တယ်ညအချိန်ပြည်စည်းလာခိုးရင်းနဲ့လူကိုဓာတ်နဲ့ထိုးသွားတာပါလို့နေကန်လူမှုကူညီရေးသမားတို့ကထပ်လောင်းပြောပြထားပါဗါးဒါအပြင်ရန်ကုန်မြို့တာကေတာမြို့နယ်အတွင်းကနေအိမ်တိုက်ခန်းတစ်ခုကိုတခိုးတက်ခိုးပြီးတော့အိမ်ပိုင်ရှင်ပိုင်ဆိုင်နဲ့အိမ်စာချုပ်စာတမ်းတွေနဲ့ကားအုံနာဘုတ်တွေကိုယူဆောင်သွားခဲ့တဲ့ဖြစ်စဉ်တစ်ခုလည်းမကြသေးမီရပ်ပိုင်းအတွင်းကဖြစ်ပွားသွားခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းပလောမြို့နယ်မှာတက်ချက်ကြီးအကူစရေးနဲ့ဒုတက်ချက်အပါအဝင်စစ်မှုထမ်းတပ်သားတဲ့6ဦးဟာတနက်နက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ22ရက်နေ့မှာဗုတ်ချံအခြေဆိုင်ခလာရဆက်ခွန်ကတက်ချက်ကြီးအကူစရေးနဲ့ဒုတက်ချက်တို့ဟာပြည်သူ့ကာကွယ်တပ်မတော်ဗျူဟာ35နယ်မြေဗိတ်ခရိုင်အမှတ်တဲတိုင်ရင်ထံကိုလက်နက်ခင်းအများနဲ့အတူအလင်းဝင်ရောက်လာတယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သား2ဦးဟာ MA1 rifle တနက်တလ MA2 စက်ကလေးတက်လာလက်ပြဘုံနှလုံး M14 နေမိုင်းတခုကြီပေါက်15ခုကပ္ပစာထုတ် 5.56G 990တောင်းတို့ကိုယူဆောင်လာတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကောင်စီတပ်သားနှစ်ဦးဟာပြည်သူစစ်မှုထမ်းအခြေခံစစ်တင်တဲ့အပတ်စဉ်နှစ်အဖြစ်နဲ့အတေးအဓမ္မစူဆောင်းခံခဲ့ရပြီးတော့ခလာရဆက်ခွန်မှာတာဝန်ချထားခြင်းခံခဲ့ရကြောင်းသိရပါတယ်။အလားတူပဲပလောင်မြို့အခြေစိုက်တိုင်းမဟုတ်ဆက်နေမှာစစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့အတေးအဓမ္မစူဆောင်းခံခဲ့ရတဲ့စစ်မှုထမ်းတပ်သားတဲ့၄ဦးဟာ စစ်တပ်နဲ့မပြီးဆုံးခင်ထွက်ပြေးလာပြီးတော့ဘိတ်ခရအမတ်တဲ့တိုင်းရင်းထားမှာအလင်းဝင်ရောက်လာတယ်လို့သိရပါဗျ။ပလောက်မျိုးအခြေဆိုင်တိုင်းမဟုတ်ဆက်နစ်ကနေတင်းနန်းသား၄ဦးထွက်ပြေးလာတာပါ။တင်းနန်းမပြီးခင်ပြေးလာတာကျွန်တော်တို့တိုင်းရင်းကိုစစ်ကောင်စီရဲ့လက်အောက်ကနေရုံထွက်လာမဲ့ဘယ်ဝန်တန်းမဆိုကျွန်တော်တို့ဘက်ကအမြဲတမ်းကန့်လန့်ထားပါတယ်။ရုံထွက်ကြပါလို့ပြောချင်ပါတယ်လို့ဘိတ်ခရအမတ်တဲ့တိုင်းရင်းကတောင်းရှိသူကပြောဆိုထားပါတယ်။အခုလိုမျိုးအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားများကိုကောင်းမွန်စွာလုံခြုံစွာစောင့်ရှောက်ပေးထားပြီးတော့လိုအပ်တာများကိုလည်းဆက်လိုက်ပြီးတော့လှုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။ ဘိတ်ခေအမှတ်တဲ့တိုင်ရင်အနေနဲ့စစ်ကောင်စီလက်အောက်ကနေရုံထွက်လာမဲ့မြည်သူကိုမစိုးအမြဲလက်ကမ်းကြိုးဆိုလျက်ရှိကြောင်းပြောဆိုထားပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်အတွင်းကိုအကြောအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့တာဝန်ထမ်းဆောင်နေရသူများအနေနဲ့တတိမွေးပြီးတော့ရုံထွက်ကြရန်ဘိတ်ခေအမှတ်တဲ့တိုင်ရင်ကတောင်းရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချက်မဲ့ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ